ကမိသန္ဒငတ်တဏ္ဏမှာရှိသလားနံပါတ်1မရှိဘူးလားနံပါတ်2ဟောဘာဖြစ်လို့ရှိနေရတာလဲဘယ်လိုဖယ်ရှားမလဲနံပါတ်3နံပါတ်4တခါတဲ့အပိသက်ဖယ်ရှားနေကဘာလဲအပိသက်ဖယ်ရှားနိုင်တဲ့တရားကဘာလဲဟောတာတွေကိုသိအောင်ကြိုးစားရမယ်အရေးအမြတ်လေးကိုပြောမယ်ဆိုလို့ရှိရင်ရှိသလားမရှိဘူးလားဆိုတာကတော့ သူ့ပေါ်မှာဆင်ញင်သုံးသပ်မှုတစ်ခုပဲเนาะကဲဘာကြောင့်ရှိရတာတုံးလို့မေးလို့ရှိရင်ရှိရခြင်းအကြောင်းတရားကမြတ်စွာဘုရားကပေးထားတယ်သူ့ဘနိမိတံအာယောနိသောမနတိကရောတောတင့်တယ်တယ်လို့စိတ်ထဲကသတ်မှတ်ထားတဲ့အာယုံစိတ်ထဲကအတွေးအကြံကလှတယ်လို့တင့်တယ်တယ်လို့ယူဆတဲ့အာယုံကိုမသိမတင်နှလုံးသွင်းလို့ရှိရင်တဲ့မဖြစ်သေးတဲ့ကာမိဆန္ဒတွေဖြစ်လာတယ် ဟုတ်တယ်လေလူချင်းစရာအာယုံကိုကြည့်ရင်လူတွေပြောလားဟာမလီလှလိုက်တာလို့ဆိုလှလိုက်တာလို့တွေးလိုက်တာနဲ့တပြိုင်တည်းလူချင်းမှုတွေတိုးတက်မသွားဘူးလားတိုးတက်သွားလားအဲ့ဒီလှလိုက်တာဆိုတဲ့အတွေးအကြံလေးဟာတဘာဝအမှန်ကိုသိတာမဟုတ်ဘူးတဘာဝအမှန်ကိုမသိတာမဟုတ်သည့်အတွက်ကြောင့်အပေါ်ယံလေးကြည့်ပြီးတော့လှလိုက်တာလို့ဒီအတွေးလေးအာယောနိတော်မနတိကာရစိတ်ထဲမှာ ဟိုမသိမတဲ့နှလုံးသွင်းမိတာလေးချောင်းမို့လို့မဖြစ်သေးတဲ့ကာမိဆန္ဒတွေဖြစ်လာတယ်မဖြစ်သေးတာရင် ဖြစ်ုံမကဘူးဖြစ်ပြီးသားကာမိဆန္ဒတွေလည်းတိုးလာတယ်ဟောဒီလိုဖြစ်တာเนาะဒါဖြင့်ဒီကာမိဆန္ဒကိုဘာနဲ့ဖယ်ရှားမတုံးဆိုလို့ရှိရင်မလာဘူးဆိုတဲ့အတွေးကိုမှန်မှန်ကန်ကန်တွေးထပ်သွားမယ်ဆိုလို့ရှိရင်အဲ့ဒီအတွေးနဲ့ပဲဖယ်ရှားမယ်အတုပ္ပအညာအတုပ္ပနမိတ်မလာပါဘူးခန္ဓာကိုယ်ရဲ့ တင့်တယ်မှုယွမ်းရှာမှုမရှိတဲ့သဘာဝတရားအခြေအနေတွေကိုစဉ်းစားဆင်ခြင်ပဲဆိုဆိုပါစို့ပန်းလေးတစ်ပွင့်လှလိုက်တာလို့ဆိုတဲ့အချိန်မှာအော်ဒီပန်းလေးကမကြခင်နွမ်းသွားမှာပဲလှပမှုဆိုတာတခဏပဲလို့ဆင်ခြင်သုံးသပ်လိုက်လို့ရှင်ကာမိစန္ဒာတွေပို့ပြီးတော့တိုးနိုင်ပါမလားမတိုးနိုင်ဘူးမတိုးနိုင်ဘူးတဲ့မလှပတဲ့အခြေအနေတစ်ခုကိုနှလုံးသွင်းပြီးတော့ကြီးလိုက်မယ်ဆိုရင်ဖြစ်လာတဲ့ကာမိစန္ဒာကိုရှော့ချနိုင်တယ်ရှော့ချရင်လည်းကောင်းအောင်နောက်ဆုံးဖယ်ရှားနိုင်တယ်